ိုင်ငံရေးမှအမှုပညာရှင်တချို့ကလွဲမှားစွာဝန်ဆောင်ရွက်ပြီးတော့နိုင်ငံမှာမဖြစ်တင်တည်ရဖြစ်ကြရလို့အပြစ်တင်လိုက်ပြီးရုပ်ရှင်ယုံနေမှာစစ်တပ်ကအသိပေးလိုတဲ့အချက်တွေကိုပြသပေးရမယ်လို့ပြန်ကြားရေးဝန်ကြီးမမအောင်အမိန်ပေးမြန်မာနိုင်ငံပါတီနိုင်ငံရေးမှအမှုပညာရှင်တချို့ကလွဲမဆောင်ဝင်ရောက်ဆောင်ရွက်ခဲ့တဲ့ဖြင့်နိုင်ငံတော်မှာမဖြစ်သင့်မဖြစ်ထိုက်သည့်ဖြစ်ပွားခဲ့ရကြောင်းစစ်ကောင်စီပြန်ကြားရေးဝန်ကြီးမမောင်ကပြစ်တင်ပြောဆိုလိုက်ပါတယ်။ဂျမန်နဲ့ရန်ကုန်မှာရုပ်ရှင်ဇာတ်ကားတွေရုံတင်ပြတိုင်းဆိုင်ညှိနှိုင်းအစည်းအဝေးမှာ၎င်းကပြစ်တင်ပြောဆိုလာခြင်းဖြစ်ပါတယ်။ အနုပညာရှင်များအနေဖြင့်ပြည်သူတွေကိုပျော်ရွှင်မှုပေးရမည်ဖြစ်တဲ့ကဲသောအသိပညာဗဟုသုတတာတွေပေးရပြီးမှန်ကန်တဲ့လမ်းကြောင်းတို့ရောက်ရှောင်လမ်းပြပေးရမည်ဖြစ်ကြောင်းအနုပညာရှင်တို့ကမိမိတို့ရဲ့အနုပညာလုပ်ငန်းတွေကိုလှုံ့ဆော်မဲ့စားပါတီနိုင်ငံလုပ်ငန်းတွေမှာလွှဲမဆောင်ဝင်ရောက်ဆောင်ရွက်ခဲ့တဲ့အတွက်နိုင်ငံတော်မှာမဖြစ်သင့်မဖြစ်တိုက်တည်တွေကိုပြပွားခဲ့ကြအောင်၎င်းကဆိုပါတယ် ။ထို့ပြင်ရုပ်ရှင်တွေကပြည်သူများပန်းဖျဲနေရဆူဝေးတဲ့နေရာတွေဖြစ်တဲ့ပြင်နိုင်ငံတော်ဆိုရာကပြည်သူလူထုတန်းတင်ပြလိုတဲ့အချက်တွေအတိပေးလိုတဲ့အချက်တွေကိုလည်းပြသပေးရန်လိုအပ်ကြောင်းဂျပန်စစ်ကောင်စီရဲ့ပြန်ကြိုင်းဝင်ကြီးမမအောင်ကရုပ်ရှင်အဖွဲ့များကိုညွှန်ကြားပြောဆိုပါတယ်။အကြပ်ဖက်စကောင်စီက2022ခုနှစ်ဆီယနာသိမ်းပြီးနောက်ရုပ်ရှင်လုပ်ငန်းတွေနဲ့ဖျော်ဖြေလုပ်ငန်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးစင်စာစနစ်ကိုပါပြန်လည်ကောင်တွေပေါ်လျက်ရှိကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ ဆရာနာရှင်စနေတိုက်ဖြတ်ရေးတိုက်ပွဲဝင်ရမွန်ပြည်သက်ပါတီ NSPD နဲ့မွန်ပြည်လွတ်လပ်ရေးတပ်တော်ပူပေါင်းပြီးရမြမွန်တပ်တော်ဖွဲ့စည်းထုတ်တာဆရာနာရှင်စနေတိုက်ဖြတ်ရေးတိုက်ပွဲဝင်ရမွန်ပြည်သက်ပါတီ NSPD နဲ့မွန်ပြည်လွတ်လပ်ရေးတပ်တော်တို့ပူပေါင်းရရမြမွန်တပ်တော်ဖွဲ့စည်းထုတ်တာလိုက်ကြောင်းဆိုပါပွဲနောက်ကထုတ်ပြန်ကြေညာပါတယ် မွန်ပြည်သက်ပါတီ NSBAD နဲ့မွန်ပြည်လူ့လည်ရေးတပ်တော် MLA တို့ကဆ ਿਆ နာရှင်စနစ်တိုက်ဖျက်ရေးတန်းတူရင်းနဲ့ကိုပိုင်ပြတန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်တွင်ရည်ရွယ်ချက်နဲ့2025ခုနှစ်မေလ14ရက်နေ့မှာပေါင်းစည်းလိုက်ပြီးရောင်မြမွန်တက်တော့ဖွဲ့စည်းလိုက်ကြောင်းသိရပါတယ် NSBAD နိုင်ငံရေးစိတ်ဦးဆောင်အဖွဲ့နဲ့ MLA ဦးဆောင်အဖွဲ့တို့ပါဝင်တဲ့ NSBAD နိုင်ငံရေးစိတ်ရေးကော်မတီကိုအဖွဲ့ဝင်နဲ့ဆက်ဆောင်နဲ့ဖွဲ့စည်းလာပြီး NSBAD နိုင်ငံရေးစိတ်ကော်မတီဝင်တွေကနိုင်ငံရေးစိတ်ဦးဆောင်ကော်မတီကို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 ရွေးချယ်ပြီး ဥက္ကဋ္ဌနိုင်စီယာဒုဥက္ကဋ္ဌနိုင်လည်းကောင်းအတွင်းရမှုနိုင်ပညာလေတို့ကိုရွေးချယ်ကန့်လိုက်ကြောင်းသိရပါတယ်။ NSPAD နိုင်ငံရေးစီရေးကော်မတီဦးဆောင်မှုနဲ့ရမညမွန်တက်တော် IME ရဲ့စီရေးဆိုင်ရာလုပ်ငန်းတွေကိုအကောင့်တွေပေါ်ဖွင့်ဝင်ခုနှစ်ဦးပါဝင်တဲ့ကော်မတီကိုဖွဲ့စည်းပြီးစေဦးစီချုပ်ပုံမှုချုပ်စလွန်တော်ဒုစေဦးစီချုပ်တင့်ဖြည့်ပုံမှုကြီးဇော်ဝင်နဲ့ဒုစေဦးစီချုပ်နှင့်ဖြည့်ပုံမှုကြီးကြီးစံတို့ကိုခန့်အပ်တောင်းပေးလိုက်ကြောင်းသိရပါတယ်။ ကိုပိုင်ပြတန်းခွင့်ပြေးဝါရှင်မွန်ပြေပေါ်တော်ရင်နဲ့ဆီယနာရှင်စနေအမြန်ဆုံးချုပ်ငင်းရေးအတွက်မွန်ပြေတဲ့ပါတီဆီယနာရှင်တိုက်ဖြင်းရာမြတ်မွန်တက်တော်တို့ကအဖိနှိတ်ခံပွားတူတိုင်းသောတော်လိုင်းမဟာမိတ်ဖွဲ့စည်းရေးပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူဘူပေါင်းတိုက်ပွဲဝင်သားမျိုးဖြစ်ကြောင်းစူပါနှစ်ဖွဲ့ရဲ့ပူတဲ့ကြေညာချက်မှထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတိုင်းမြမနယ်စပ်အင်အားတရားကန်တက်ဆွဲထားတဲ့ဘလတ်တိုစစ်တပ်စကန်ကိုတိုင်းပိုင်မှုစစ်တပ်ဘက်ကစစ်သည်အများအပြားတိုင်းဘက်သို့ထွက်ပြေးပြီး လက်နက်ချသူတွေရှိကတိမ်ဆုံးတံရရမှုတွေများပြားကင်ပြင်းနယ်ကောက်ကရိတ်မြို့နယ်ဒိုင်းမြင့်မာနယ်ဆက်ဘလတ်တိုကျေးရွာအနီးနားရှိစစ်တပ်စခန်းကိုကန်နယ်လူဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစေကောင်းစီဘက်ကအများပြားထိုင်းနိုင်ငံဘက်ခြံကိုထွက်ပြေးသွားပြီးလက်နက်ချသူတွေလည်းအများပြားရှိကြောင်းရှေ့တန်းတော်လိုင်းသတင်းမြစ်တွေကပြောပါရယ်မေလ23ရက်နေ့ညနေ9:00နာရီချိန်စစ်ကောင်းစီတပ်ဘလတ်တိုတက်စခန်းတွေကို KNU တပ်မှချဦးဆောင်နေခဲ့ရင်မြို့သားလူမျိုးရေးတပ်တော် KNL ကင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်တော် PDF တို့မှာ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းမဆိုပါစကန်းသိတိုက်ပွဲမှာစစ်တပ်ဘက်ကတိုက်ဆုံတဲ့အသည့်ရှိပြီးတော့မေလ23ရက်နေ့ညနေ9:00နာရီချိန်စစ်ကောင်စီတပ်ဘလော့ဒိုစကန်ကို KNU တပ်မကြောင်းဦးဆောင်တဲ့ KNU မျိုးသားလူမျိုးရေးတပ်တော် KNU မျိုးသားကာကွယ်ရေးတပ်ဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့မှပြန်လည်ကူကန်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအစောပိုင်းစကန်သိတိုက်ပွဲမှာစစ်တပ်ကတိုက်ဆုံတဲ့သူတွေရှိပြီးလက်နက်ကျသူတွေရှိကြောင်းထိုင်းနိုင်ငံဘက်ကကျန်းသူတပ်ပြည်သူတွေရှိကြောင်းတော်လင်းတရမြေကပြောပါရယ် စကန်ထဲမှာလည်းတည်တဲ့စစ်သားလောင်းတွေများတယ်တနက်ကြာလဲ20အုပ်ကျော်ရှိပါတယ်တိုင်းဘက်ကိုထွက်ပြေးရ25လောက်ရှိရစကန်မှာကအင်အား100လောက်တပ်ဆွဲထားတာပါအခုထွက်ပြေးပြီးစိုက်ပျိုးရေးခင်းနေတယ်မှာပုံနေရကောင်းနေလည်းရှိနေပါသေးတယ်ထိုင်းချိန်ဆိုင်မတီကွန်သတင်းဌာနကလည်း KNU က Black Dog Scan ကိုတင်ပိုင်ပြီးနောက်တိုက်စုံသူထွက်ပြေးသူနဲ့တရားရရှိသူစစ်သားကြောင့်စကန်ရှိပြီးထွက်ပြေးလွတ်မြောက်လာသူတွေမှာထိုင်းပိုင်နယ်နဲ့မြေတွင်းကိုဝင်လာနိုင်ကြောင်းသတင်းရေးသားဖော်ပြထားပါတယ် KNL မဟာမိတ်ဖူပေါင်းတပ်ကချင်းမုံနိုင်ခဲ့ပြီဖြစ်တဲ့ဘလက်ဒိုစစ်ကံမှာ2022ခုနှစ်မတ်လ29ရက်နေ့ကတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်ရွှေတိုက်ပွဲမှာစစ်ကောင်စီတပ်သား60ခန်းတင်ဆောင်ခဲ့ကြောင်းစစ်ကောင်စီကရင်းစကန်ကိုပြန်လည်ဝင်ရောက်တပ်ဆွဲတိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလနှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လက်တလောတေဘော့ဘူရရှိတေဘော့ဘူစစ်တပ်စကန်ကို KNL မဟာမိတ်တပ်တွေကဆက်လက်ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းထို့ပြင်ဝေါ်လီစစ်ဗျူဟာကနယ်လီစကန်ထိကပလင်စကန်ဥကိုက်တာစကန်တို့ကိုလည်း KNL မဟာမိတ်တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL သတင်းမြစ်ထံကနေသိရပါဗျာ။ ဆက်လက်ပြီးမြန်မာနိုင်ငံသားကိုအောင်ကိုကိုကိုထိုင်းစစ်တပ်ကရိုင်းနှက်တပ်ဖြတ်ခဲ့မှုစုံစမ်းစစ်ဆင်ရင်ထိုင်းနိုင်ငံရှင်နေများကောင်စီကအလုပ်ဖွဲ့တရားဝင်ဖွဲ့စီမြန်မာနိုင်ငံသားကိုအောင်ကိုကိုကိုထိုင်းစစ်သားတွေကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အမှုစုံစမ်းစစ်ဆင်ရင်နိုင်ရင်ထိုင်းနိုင်ငံရှင်နေများကောင်စီမှအလုပ်ဖွဲ့တရားဝင်ဖွဲ့စီလိုက်ပြီးဖြစ်ကြောင်း40 right ကသတင်းထုတ်ပြန်ပြောဆိုပါတယ်2024ခုနှစ်ဇန်နဝါရီလ12ရက်နေ့မနက်7:00နာရီကမှထိုင်းစစ်တပ်ကတပ်ဖွဲ့ဝင်လေးဦးကရှိုင်း90ဘန်းတိုင်းဂျီယော်နီ ထက်ဆိုင်လို့မြို့နယ်ကွင်မဲဆောက်ကိုင်းတက်ပြည်နယ်မှာသက်39နှစ်ရွယ်ကွန်ကိုကိုအမည်ရှိမြန်မာနိုင်ငံသားကိုတရားမဲ့ဖန်စီခဲကထိုနေ့ညနေ3နာရီကမှကွန်ကိုကိုရဲ့ပုံပက်တရားနဲ့သွေးမြဆွန့်ပစ်နေတဲ့အသက်မဲ့ခန္ဓာကိုယ်ကိုထိုင်စစ်သားတွေဖန်စီခဲတဲ့နေရာနှင်းရှိမြေကြီးပေါ်မှာလဲကြလျက်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကိုအောင်ကိုကိုကဘန်းတိုင်ရွာရှိ လုံကျုံရေးလက်ကင်းဖြစ်တဲ့ဒိုင်းပါသားစကားနဲ့ကော်ဝေါ်တဲ့ချော်ရော်ဘော်ဟူတဲ့ဒိုင်းအိုင်နာပိုင်းကစီစဉ်လဲကျင်တင်ကြပေးတဲ့ရရွာလူတို့ချင်းပြူလုံကျုံရေးတပ်ဖွဲ့ဝင်စေတနာလုံသားတအုပ်ဖြစ်ပြီးထိုင်းစစ်သားတွေရိုက်နှက်တပ်ဖြတ်ခံရတဲ့ဇန်နဝါရီလ10ရက်နေ့မှာစူပါဝစ်ဆောင်ကိုဝစ်ဆင်ထားခဲ့ကြောင်းထိုင်းစစ်သားလေးဦးကကိုအောင်ကိုကိုကိုဘန်းစီကပဲကြောင့်မြန်မာနိုင်ငံသားတအုပ်မှချော်ရော်ဘော်ဝစ်ဆောင်ကိုဝစ်ဆင်ထားတဲ့နေ့ကိုစစ်စင်မြင်မြန်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ် ဟောင်ကိုကိုကစေတနာလှုပ်တာတအုပ်ဖြစ်ကြောင်းတခြားချော်ရော်ဘောစေတနာလှုပ်တာတွေကတီးပြူကလွတ်ပင်ရန်တိုင်းစစ်သားတွေကိုပြောဆိုတိလဲမလွတ်ဖဲတစ်သားတို့နဲ့ပြင်းထန်စွာရိုက်နှက်ခဲ့ပြီးအစိုးရတရားကြနေရာတွေလဲကြတည်ဆောင်ခဲ့လို့40ရိုက်ကထုတ်ပြန်ပြောဆိုပါတယ်ထို့သောကွန်ဂိုကရိုင်းနှက်သက်ဖြစ်မှာတိုင်းစစ်သားရဲ့ပအဝင်တွေကိုမျက်မြင်သက်သေကထွက်ဆိုထားတော့လဲထိုင်းအာနာပိုင်တွေကကွန်ဂိုကိုသိဆုံးခဲ့ရမှုအတွက်ရိုင်းနှက်မှာပအဝင်ခဲ့သူတအုပ်ဖြစ်တဲ့မြန်မာလူမျိုးဖြစ်တဲ့စီရာချက်မအပေါင်းမြေတီတိုင်းစစ်တဲ့အဖွဲ့ဝင်ကိုမှတရားစွဲဆိုခြင်းမရှိခဲ့ပါဘူး ဒီမှုမှာဆင့်မြင့်ရရှိတဲ့ဘုံကွယ်တာမကိုစိုးရိမ်စရာအကြောင်းရှိပါတယ်။ရှင်းနေမြတ်ကောင်းစရာတရားမျှတမှုတာတစ်ခုတည်းတော့မျှော်လင့်ချက်ဖြစ်နိုင်တယ်လို့ Fortier ရဲ့မှုဆောင်ရရှိချုပ်ကပြောပါတယ်။ကောင်ကိုရိုင်းတဲ့တပြက်ခံရမှုတွေနိုဝင်ဘာလ9ရက်နေ့မှာဗန်ကောက်ရှိတိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဌာနသို့40ရက်ရမှုဆောင်ရရှိချုပ်ကလူကိုယ်တိုင်တပ်တွေထွက်ဆိုခဲ့ပြီး40ရက်မှာစုဆောင်ထားတဲ့တပ်တွေအထောက်အထားတွေပေါ်ချေခံပြီးတိုင်ကြားချက်တင်သွင်းခဲ့ပါတယ်။တိုးတော်2025ခုနှစ်ဖေဖော်ဝါရီလ session နေ့မှာ DSI ကကောင်အောင်ကိုကိုကို နှိပ်စက်တက်ဖြတ်မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုရပ်ဆိုင်းတော်မူဖြစ်ကြောင်း 41R စာနဲ့အကြောင်းကြားခဲ့ပြီးအမှုနဲ့ပတ်သက်၍မိတိအတွက်ကြောင့်စုံစမ်းခြင်းကိုလစ်လျူရှိရဲဆိုတဲ့အချက်ကိုဖော်ပြဒါစစ်မရှိလို့ 41R တာဝန်ရှိသူကပြောကြားပါတယ်ထို့ထိုင်းရနာပိုင်းတွေကလစ်လူရှုနေတဲ့အတွက်ထိုင်းရှင်တွေများကောင်းစီတန်းကအမှုတွေကိုစုံစမ်းစစ်ဆေးရင်အထောက်ထားတွေစုစားရတဲ့တရားမျှတမှုတွေဥပဒေကြောင်းအရနီလန်နဲ့ရှာဖွေရင်ရှင်းနေ၅ဥပလုပ်ငန်းဖွဲ့ကိုတရားဝင်ခန့်အကဲကြောင်းသိရပါဗျ။ နိုင်စက်မြန်ပန်မှုတိုက်ဖြတ်ရေးဥပဒေကိုနှစ်နှစ်ကျော်ပြဋ္ဌာန်းထားပြီးမြန်မာနိုင်ငံကအောင်ကိုကိုနဲ့သူတို့မိသားစုအတွက်တရားမျှတမှုကိုညှင်းပယ်နေပါတယ်။အာဏာပိုင်တွေကသူတို့ရဲ့လမ်းကြောင်းကိုပြောင်းလဲပြီးတရားမျှတမှုတောင်းဝန်ခံမှုနဲ့တရားဥပဒေစိုးမိုးရေးတွေကိုလှုံ့ဆော်စေဖို့ကျွန်တော်မျှော်လင့်တယ်လို့40 right ရဲ့အမှုဆောင်ရရှိချုပ်ကပြောဆိုထားပါတယ်။နောက်ဆက်အပိတ်ကြားအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။